တရုတ်နိုင်ငံအရှေ့ပိုင်းအန်ဟွေပြည်နယ်တုံလင်းမြို့မှာရှိတဲ့ဓာတ်ရုပ်စက်ရုံတရုတ်မှာပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးလူနှစ်ဦးတရားရခဲ့တယ်လို့နိုင်ငံပိုင်သတင်းဌာနတွေကဖေဖော်ဝါရီလ9ရက်နေ့ကဖော်ပြပါဗျ။ပေါက်ကွဲမှုကြောင့်လူသေဆုံးမှုမရှိခဲ့ဘဲတရားရခဲ့သူတွေကလည်းမှန်ကွဲစတွေအနည်းငယ်ထိမှန်ခဲ့တာဖြစ်တယ်လို့ CCTV သတင်းဌာနကပြောပါဗျ။ပောက်ကွဲမှုဟာဖေဖော်ဝါရီလ10ရက်နေ့ညနေပိုင်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီးမီးတောက်မီးလျံတွေဟာ ကောင်းကင်ကိုထိုးထွက်လာခဲ့တယ်လို့တုံလင်းနှင်းစင်သတင်းစာရဲ့ blog စာမျက်နှာမှာဖော်ပြခဲ့ပါရယ်။ပောက်ကွဲမှုကြောင့်လောင်ခဲ့တဲ့မီးကိုတော့ထိန်းချုပ်လိုက်နိုင်ပြီလို့သိရပါရယ်။ကနေဦးစုံစမ်းမှုတွေအရပောက်ကွဲမှုဟာလောင်စာဆီတွေကနေစတင်ခဲ့တယ်လို့သိရပြီးအနီးရရှိတဲ့ဓာတ်ရုပ်ထွက်ကုန်တွေကိုထိခိုက်လောင်ကျွမ်းခဲ့ခြင်းမရှိဘူးလို့သိရပါရယ်။ တရုတ်နိုင်ငံမှာဆက်ယုံမတော်တဆမှုတွေဟာမကြာခဏဆိုသလိုဖြစ်လေရှိပြီးတရုတ်အာဏာပိုင်တွေဟာဆက်ယုံတွေမှာလုံခြုံရေးတွေတိုးမြင့်လှုံ့ဆော်မှုတိုက်တွန်းနေခဲ့တယ်လို့သိရပါဗျ2015ခုနှစ်တုန်းကလည်းစိတ်ကဲမျိုးဖြစ်တဲ့တည်ရန်ချင်းမှာဓာရုပေါက်ကွဲမှုကြောင့်လူ165ဦးသေဆုံးခဲ့ရမှုဖြစ်ပွားခဲ့ဘူးတာဖြစ်ပါတယ်